လောမျိုးဟာပလောင်လူမျိုးများစတင်တည်ထောင်ခဲ့တာဖြစ်ပြီးကလောင်ဆိုတဲ့ပလောင်စကားကနေဆင်းသက်လာတဲ့အမည်ဖြစ်ပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာတည်ရှိတဲ့ကလောမျိုးနယ်ဟာမြောက်လက်တီတို့20ဒီဂရီ24မိနစ်42စက္ကန့်မှ27ဒီဂရီ31မိနစ်59စက္ကန့်အကြားအရှေ့လောင်ကြီးတို့56ဒီဂရီ26မိနစ်23စက္ကန့်မှ96ဒီဂရီ58မိနစ်58စက္ကန့်အကြားမှာ တည်ရှိတဲ့မြို့နယ်ဖြစ်ပါတယ်။မြို့ဧရိယာ3.6စတူယန်းမိုင်ရှိပြီးကျေးရွာဥစုဧရိယာအနေနဲ့ကတော့984.5စတူယန်းမိုင် ရှိပါတယ်ရှင်။ကလောမြို့နယ်ကိုထင်းရှုမြို့တော်ဖြစ်စေဖို့အတွက်ရည်ရွယ်ပြီး နှစ်စဉ်ထင်းရှုပြည်များစိုက်ပျိုးလုပ်ကိုင်လျက်ရှိရမှာ2023-2024ခုနှစ်မှာထင်းရှုပြည်မှာ6,500စိုက်ပျိုးထားရှိပြီးဖြစ်ပါတယ်ရှင်။ လောမြို့နယ်အတွင်းကျိုးဝိုင်းခုနှစ်ခုရှိပြီးစုစုပေါင်း13239.18အေကရှိပါတယ်။ဒါပြင်တီကောင်ကျိုးပြင်ကာကွယ်တော်တစ်ခုရှိပြီးစုစုပေါင်း2423เอกရှိပါတယ်ရှင်။ကလောမြို့မြေစီမံခန့်ခွဲမှုမှာပါဝင်တဲ့လူရေတိုးတက်မှုအဆောက်အဦးနဲ့လူနေအိမ်များအရေးအတွက်တိုးချဲ့တည်ဆောက်ခြင်းလုပ်ငန်းမှာ ဂေဟစနစ်ကိုမပြည့်စည်စေဘဲစနစ်တကျစီမံဆောင်ရွက်ထားရှိလျက်ရှိပါတယ်။ပန်းဖြေအနားယူရနေရာများနဲ့စိမ့်လန်းတဲ့ဧရိယာများဖော်ဆောင်ရမှာဂေဟစနစ်မပြည့်စည်စေဘဲစနစ်တကျစီမံဆောင်ရွက်ထားရှိလျက်ရှိပါတယ်ရှင်။ဒါ့အပြင်တည်ယူပို့ဆောင်ရေးလမ်းကြောင်းနဲ့လမ်းသွယ်များဖောက်လုပ်ရမှာလဲဂေဟစနစ်မပြည့်စည်စေဘဲစနစ်တကျစီမံဆောင်ရွက်ထားရှိလျက်ရှိပါတယ်။ ။သဘာဝရေရွယ်များရေတကွန်၊ချောင်းလက်တဲ့စမ်းချောင်းနဲ့စိမ့်စမ်းများကိုလည်းထိမ့်သိမ်းထားလျက်ရှိပါတယ်။မြေအောက်ရေပြန်လည်ထည့်သွင်းမဲ့အစီအမံများထည့်သွင်းဆောင်ရွက်ထားရှိပြီးမြေအောက်ရေကိုလည်းစနစ်တကျထုတ်ယူသုံးစွဲလျက်ရှိတဲ့အပြင်မိုးရေလောင်ကမ်းများမှရေကိုကောက်သုံးရေဖြင့်ပြန်လည်အသုံးပြုပြီးမှသာသုံးစွဲတဲ့အစီအမံများကိုလည်းဆောင်ရွက်ထားရှိပါတယ်ရှင်။ ရှေးဟောင်းအဆောက်အဦများကိုလည်းထိမ့်သိမ်းစောင့်ရှောက်ထားလျက်ရှိပါတယ်။ဒီကျွန်တော်တို့ရောက်ရှိတဲ့နေရာကတော့ကလောမျိုးကနိဗ္ဗာန်နေရာဖြစ်ပါတယ်ခင်ဗျာ။နိဗ္ဗာန်ကနှစ်ပေါင်း900ရှိပါပြီခင်ဗျာ။ပထမချင်းဝခေကရေကလှုပ်ထားတယ်လို့သိရှိရပါတယ်ခင်ဗျာ။ယဉ်ကျေးမှုဒလေထုံးတဲ့ဆင်းလာများကိုလည်းထိမ့်သိမ်းဆောင်ရွက်လျက်ရှိပါတယ်ရှင်။ တရားဝင်73စီရောင်းဆိုင်များဖွင့်လှစ်ထားရှိပြီးမော်တော်ယဉ်ပြင်ဆင်ထိမ့်သိမ်းရေးအလုပ်ရုံများကိုလည်းဖွင့်လှစ်ထားရှိပါတယ်။လေရုအရေးသွေးစောင့်ကြည့်တိုင်းတာလျက်ရှိကတမတ်စံချိန်စံညွှန်းများနဲ့နှိုင်းရှင်သုံးသပ်လျက် အထက်ဌာနသို့တင်ပြလျက်ရှိပါရရှင်။ Logan Standard L Quality ကိုထိခိုက်စေသော MM များကိုချောချစေသည့်စီမံချက်များကိုရေးဆွဲလေ့ထားရှိပါရရှင်။သဝင်ကျင်းစီမံခန့်ခွဲမှုတိုးတက်လာစေရန်မူဝါဒနှင့်ဥပဒေဤဘိုင်းဆိုင်ရာပြဋ္ဌာန်းထားရှိခြင်းအပေါ်တည်နေအစိုးရအဖွဲ့ဤညွှန်ကြားချက်နှင့်အညီလောက်ကင်ဆောင်ရွက်လျက်ရှိပါရရှင်။မြို့ပြအိမ်ယာစီမံကိန်းမှာတက်စင်အသုံးပြုလျက်ရှိတဲ့လေအေးပေးစံများမှထွက်လာတဲ့အပူများကို ျလျှော့ချနိုင်တဲ့အစီအမံများဆောင်ရွက်ထားရှိမှုအနေနဲ့ကတော့ဟုတ်လက်ရှိကျွန်တော်ဆောက်ပြီးသားအိမ်ဒီမှာပေါ့နော်ဟိုຢາດີອຸດຸອີດາແລະປາແລະນາວເອກຸນນີ້ຕະໂຊຈາတော့ເອກຸນຈ່າຍແດ່ຕົວເອກຸນນີ້ໄປແລະຈົ່ງຕັດສິນຖ້າໄປແດ່ດັ່ງແມ່ເອກຸນຕັດສິນຖ້າໄປມີມາປະວຸ້ນຈິນທີ່ຂ້າຍແມ່ອປູລາຍຕົວກໍແລະຈົ່ງດີແບບອະປິນມາອະປິນນີ້ທິ້ງຊູປິນນີ້ທິ້ງຊູນະກາດີອະປິນຍາສາແລະໄສຖ້າໄປແມ່ໂອເຄເອກຸນອောက်ໂຕວ່າອັດຖ້ວຊິລາແດ່ອປູດັນນີ້ໂອແລະກາກວຍນານອະດີໂອອະປິນລີ້ແລະຖ້າຊິປີໄສປູຖ້າໄປແມ່ຊີວິນຕາຍາຍີແນນເມຍຈွင်း လုပ်ငန်းလိုင်စင်ခွင့်ပြုထားတဲ့လုပ်ငန်းများကိုမြို့နယ်စီပင်သားရာရေးဌာနမှဆက်ဆက်ဌာနများနဲ့ပူးပေါင်းပြီးကွင်းစင်းစစ်ဆေးမှုများဆောင်ရွက်လျက်ရှိပါတယ်။လျှက်စစ်မော်တော်ယာဉ်များအစားရောအသုံးပြုနိုင်ရေးအတွက်ချမှတ်ထားတဲ့အမျိုးသားအဆင့်မူဝါဒနဲ့အညီဆောင်ရွက်လျက်ရှိပါတယ်။လျှက်စစ် EV ကားတွေအတွက်လည်းအပြင်ကိုကျွန်တော်တို့ဒီစတေရှင်လေးတက်ထားပေးပါရစေ။ကလောမျိုးနယ်နိမိတ်တွင်ရေစည်းရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများစနစ်တကျဖောက်လုပ်ထားကအမိုက်များဆယ်ယူခြင်းလုပ်ငန်းကိုလည်းဆောင်ရွက်လျက်ရှိပါတယ်ရှင်။ကလောမျိုးမှစစ်ဆင်လာတဲ့ရေများမှလည်းစိုက်ခင်းများအတိုင်းဖြတ်တန်းစစ်ဆင်ကတန့်စင်တဲ့ရေများအဖြစ်ကလောချောင်းအသွင်းကိုစစ်ဆင်သွားစေပါတယ်။ပလတ်စတစ်အပါအဝင်စွန့်ပစ်အမိုက်များကြောင့်ရေအေးမြင့်တဲ့မြေချောင်းများအတွင်ရေအေးအသွေးကျဆင်းမှုမရှိစေဖို့အတွက်ကိုလည်း အမိုင်များစနစ်တကျစွန့်ပစ်ခြင်းကိုစနစ်တကျဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင်။မိန်လာများကိုလည်းမြို့နယ်စီမံသားယာရေးအဖွဲ့နဲ့ချိတ်ဆက်ပြီးဆောင်ရွက်လျက်ရှိပါတယ်။ရေးအေးသွေးကိုလည်းပတ်ဝန်းကျင် ထိမ့်သိမ်းရေးဌာနမှပုံမှန်စစ်ဆေးဆောင်ရွက်လျက်ရှိပါတယ်။တဘာဝမိုးရေလောင်ကန်များကိုလည်းစနစ်တကျထိမ့်သိမ်းထားလျက်ရှိပါတယ်။ ျမတို့ဒီကလောမျိုးနယ်စီမင်သာရေးဌာနအနေနဲ့မြို့နယ်ပြည်သူလူထုတွေကိုရေတွေကိုဖြန့်ဖြူးပေးဝေတဲ့အချိန်မှာအင်းပြေရေထွက်နဲ့ရေကန်ရေလောင်တမန်ကနေပြီးတော့မှဖြန့်ဖြူးပေးဝေလည်းရှိပါတယ်။အင်းပြေရေထွက်ကတော့ကျမတို့ဒီတနာယီမှာရေထွက်နှုန်းကတော့မိုးရသည်မှာဂါလန်1000ခွဲရှိပြီးတော့နွေရသည်မှာဂါလန်12000ထွက် ရှိပါတယ်။ဒီအင်းပြေရေထွက်ကနေပြီးတော့ရက်ွက်1 2 4 5 6ခွန်းရက်ွက်တွေကိုအမြင့်တင်စနစ်နဲ့ ဒီရေတန်းစင်စနစ်တွေနဲ့ရေတွေကိုတန့်စင်ပြီးတော့မှဖြန့်ဖြူးပေးဝေးတာဖြစ်ပါတယ်ရေကန်ကကြတော့သူကအလိုလျောက်စနစ်နဲ့ဖြန့်ဖြူးပေးဝေးတာဖြစ်ပါတယ်ရေကန်ကနေပြီးတော့မှမြို့နမိုင်ခွဲ အကွာမှာဒီရှိပါတယ်အဲ့တော့သူသူ့ကိုပေးဝေးတဲ့ရက်ွက်တွေကတော့ရက်ွက်၃၅၁၀ 17 19ရက်ွက်တွေကိုဖြန့်ဖြူးပေးဝေးတာဖြစ်ပါတယ်။ဒီရေးကန်ကနေပြီးတော့မှလည်းပေးဝေးတဲ့အချိန်မှာရေတွေကိုရေတန့်စင်စနစ်အနေသေးရေစစ်ကန်နေနဲ့ဖြန့်ဖြူးဟိုတန့်စင်ပြီးတော့မှဖြန့်ဖြူးပေးဝေးပါတယ်။ဒီနေ့ကိုဂါလန်၄သိန်းခန့်ဖြန့်ဖြူးပေးဝေးတာဖြစ်ပါတယ်။အိမ်တော်စုများအနေနဲ့လည်း 3RS စနစ်နဲ့စွန့်ပစ်လျက်ရှိပါတယ်ရှင်။အိမ်တော်စုများဆေးရုံဆေးကန်များဟိုတယ်များအနေနဲ့စွန့်ပစ်ပစ္စည်းတွေကို မြို့နယ်စီပင်သားယာယီအဖွဲ့နဲ့ချိတ်ဆက်ပြီးစွန့်ပစ်လျက်ရှိပါတယ်ရှင်။ဆေးရုံဆေးခန်းများမှလည်းလိုအပ်ရင်လိုအပ်သလို on site treatment စနစ်နဲ့ဘေးအန္တရာယ်ရှိစွန့်ပစ်ပစ္စည်းများကိုရှင်းလင်းဆောင်ရွက်လျက်ရှိပါတယ်။ဒါကတော့ကျွန်တော်တို့ရှက်ပစ်ကန်ဖြစ်ပြီးတော့ဒီမှာခြုံထက်တဲ့ခြုံထက်ကွက်ရှက်တဲ့အရာရင်းနဲ့ effective key မှာသုံးတဲ့ swing ရဲ့ update အကုန်လုံးဒီမှာမရှုဖြည့်စီပါရဗျ။မြို့ပြစီပင်သားယာနယ်နိမိတ်တွင်မြေအတုံးချမှုကိုချန့်လှပ်ပြီး စိမ့်လန်းတဲ့ဧရိယာများကိုလည်းဖော်ဆောင်ထားရှိပါရဲ့ရှင်။ရှည်ရင်ဆွဲသဘာဝတစ်တော်များကိုလည်းထိမ့်သိမ့်ထားရှိလျက်ရှိပါရယ်။အများပြည်သူများအပန်းဖြေအနားယူလမ်းလျှောက်ရမှာအသုံးပြုဖို့အတွက်ပန်းခြံရေကန်များကိုလည်းတိဆောက်ထားရှိပါရဲ့ရှင်။ပြည်သူများမျက်စိပသာရဖြစ်စေရန်အတွက်စိမ့်လန်းဆိုပြတဲ့မြေယာရှုခင်းအလှများကိုလည်းကလောမျိုးမှာများစွာ ပုံဖော်ထားရှိလျက်ရှိပါရဲ့ရှင်။ ကလောမျိုးနယ်စီမံသားရေးဌာနအနေနဲ့မြို့တန်ရှင်းတရားလှပရေးအတွက်ဒီမြေယာယူကင်းပြုပြင်ခြင်းလုပ်ငန်းတွေကိုနေ့စဉ်ပုံမှန်ဆောင်ရွက်လျက်ရှိပါတယ်။တစ်တောဆိုင်ခင်းများကိုတိုးချဲ့စိုက်ပျိုးလျက်ရှိပြီးရေအေးမြင့်နဲ့မြေချောင်းများတဘာဝရေတွေစိမ့်ဆမ်းများကိုလည်းထိမ့်သိမ်းထားရှိလျက်ရှိပါတယ်။မြေချောင်း AI ရေကန်များအတွင်းကိုငါးများစိုက်ထည့်ခြင်းလုပ်ငန်းများကိုလည်းဆောင်ရွက်ထားရှိပါတယ်ရှင်။တရားမွေးငါးဖန်းစီမှုအမဲလိုက်မှုနဲ့ တရားမဝင်တစ်ခုမှုများကိုမပြုတ်လုံနိုင်ရန်ကြက်မတ်ဆောင်းရွက်လျက်ရှိပါတယ်။သဘာဝအလေးရောက်ရရှိတဲ့စာအုပ်များကို ဆောက်လုပ်ထားရှိပြီးဆိုလာမန်ကျန်များကိုလည်းတက်ဆင်အသုံးပြုလျက်ရှိပါတယ်ရှင်။စွမ်းရင်ချွေတာနိုင်ဖို့အတွက် LED မီလုံးများကိုလည်းတက်ဆင်အသုံးပြုလျက်ရှိပါတယ်။မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်များကိုလည်းနှစ်စဉ်ကျင်းပလျက်ရှိပါတယ်ရှင်။ဈေးနဲ့အခြေခံပညာကျောင်းများမှာ ပလတ်စတစ်သုံးစွဲမှုလျှော့ချရေးအသိပညာပေးဆွေးနွေးခြင်းများဆောင်ရွက်လျက်ရှိပြီးဌာနဆိုင်ရာများပြည်သူများပူးပေါင်းကာပဝင်းကျင်ထိမ့်သိရေးဆိုင်ရာလှုပ်ရှားဆောင်ရွက်မှုများလည်းလှုပ်ဆောင်လျက်ရှိပါတယ်။ပဝင်းကျင်ထိမ့်သိရေးအမှတ်တရနေများမှာလည်းကမ်ပိန်းများပြုလုပ်နိုင်ခဲ့ပါတယ်ရှင်။မြို့နယ်အတွင်းရှိအခြေခံပညာကျောင်းများမှာလည်းတန်ရှင်းပြီးစိန်လန်းစူပြည့်တဲ့เจ้าများအဖြစ်အကောင့်ထဲဖော်မှုများဆောင်ရွက်နိုင်ခဲ့ပါတယ်။ဆရာဆရာမများကိုလည်း ပဝင်းကျင်ထိမ့်သိရေးဆိုင်ရာများကိုတင်နန်းပေးနိုင်ခဲ့ပြီးပဝင်းကျင်ထိမ့်သိရေးဆိုင်ရာအသိပညာပေးဟောပြောပွဲများကိုလည်းပြုလုပ်ပေးနိုင်ခဲ့ပါတယ်ရှင်။မြို့ပြအဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီးပြည်သူလူထုထံမှအကြံဉာဏ်များရယူနိုင်ကပြည်သူလူထုများနဲ့တွေ့ဆုံပြီးသဘောထားများကိုရယူနိုင်ခဲ့ပါတယ်။ကျမတို့ကလောမျိုးကရာဒီယိုသူအရေးအေးတဲ့အတွက်ဟိုတယ်တွေမှာအကူတလည်းမရှိပါဘူး။ဟိုတယ်တွေမှာအကူမတော့တဲ့အတွက်ပစ်စစ်ကိုချွေတာရရောက်ပါတယ်။ ဒါပြင်မြို့မိမြို့ဖများကိုဖိတ်ကြားပြီးရှင်းလင်းနိုင်မှုများလည်းရှိခဲ့ပါတယ်ရှင်မြို့နယ်လူလူများအနေနဲ့ဒီစဲဒေသန္တရအမိများဒီစဲဥပဒေပြဋ္ဌာန်းချက်များနဲ့အခါအားလျော်စွာထုတ်ပြန်ကြေညာတဲ့အမိနဲ့ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်လျက်ရှိကြောင်းလည်းတွေ့ရှိရပါတယ်ခုနအကားနဲ့ညွန်ကြားသွားတဲ့အတိုင်းကျွန်တော်တို့လိုက်နာဆောင်ရွက်နေပါတယ်ကျွန်တော်တို့အမိုက်တူလည်းစနစ်တကျဆွန့်ပစ်နေပါတယ်ကျွန်တော်တို့အိမ်ထဲမှာလည်းနွေရာသီတော်မီမလောင်မှုအတွက်ဂရုတစိုက်ထားရှိပါတယ်မြို့နယ်အတွင်းမှာရှိတဲ့ ဆောင်ရွက်လျက်ရှိတဲ့စီမံကိန်းလုပ်ငန်းများမှပတ်ဝန်းကျင်ထိမ့်သိမ်းရေးဥပဒေလုံထုံးလုံနည်းများကိုထိရောက်စွာလိုက်နာကျင့်သုံးလာစေရန်ထိမ့်ကြောင်းနိုင်ခဲ့ပါရဲ့ရှင်။တကြီးရွယ်ဝများအတွက်တရားစခန်းနဲ့ရိတ်တာများဖွင့်လှစ်ထားရှိပါရဲ့ရှင်။မြို့နယ်ကျန်းမာရေးယုံအစိုးရဆေးယုံဆေးကန်းများဖွင့်လှစ်ထားရှိကမိခင်နဲ့ကလေးစောင့်ရှောက်ရေးအသင်းကိုလည်းဖွဲ့စည်းထားရှိပါရဲ့ရှင်။သတ်မှတ်ထားတဲ့ကာကွယ်ဆေးထိုးခြင်းများကိုလည်းဆောင်ရွက်နိုင်ခဲ့ပါရဲ့။ ပြည်သူများကိုလက်လှူရှာအားကစားလေ့ကျင့်နိုင်မှုတွေအားကစား권တည်ရှိပြီးလေ့ကျင့်ငယ်ဆောင်ရွက်နိုင်မဲ့ပစ္စည်းများတက်ဆင်ထားရှိပါရစေ။အထိမ့်မှတ်နေများမှာလည်းအားကစားပြိုင်ပွဲများကျင်းပခြင်းများကိုနှစ်စဉ်ဆောင်ရွက်ပေးလျက်ရှိပါရစေ။ကျွန်တော်နာမည်ကတော့ဒေါက်တာသူရကူကူဖြစ်ပါတယ်။ကလောမျိုးပြည်သူ့ဆေးရုံမှာတာဝန်ထမ်းဆောင်နေတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ကျန်းမာရေးဌာနရဲ့စည်ရင်းနေရကလောမျိုးမှာလူကြီး 38,182ဦးရှိပါတယ်။မနစ်ကအနေထားမှာကျွန်တော်တို့ဒီလူကြီးတသိန်း38,182ဟိုအခြေခံပြီးတော့ကြီးလိုက်တဲ့ခါမှာ မွေးဖွားခဲ့တဲ့လူကြီးက3200တဦးဖြစ်ပါတယ်။တည်ဆုံးခဲ့တဲ့လူကြီးကတော့1849ဦးဖြစ်ပါတယ်။စိတ်ဖိစီးမှုလျှော့ချရေးနဲ့စီးပွားရေးပြည်လဲစီရေးငွေကြေးစီမံခန့်ခွဲမှုများကိုလည်းဆောင်ရွက်ပေးလျက်ရှိပါတယ်။ ဟုတ်ကဲ့မင်္ဂလာပါခင်ဗျကျွန်တော်ကတော့ဒီဖြူချင်းဖြစ်ပါတယ်ကျွန်တော်ကတော့ကလောမျိုးနယ်မြို့နယ်အချုပ်ဖြစ်ပါတယ်ခင်ဗျကျွန်တော်တို့ကလောမျိုးကတော့ခီးသွမ်းမျိုးတစ်မျိုးလည်းဖြစ်ပါတယ်ကလောမျိုးပေါ်မှာဆိုရင်ကျွန်တော်တို့ဟိုတယ်ပေါင်းက38ခုရှိပါတယ်အင်းကတော့20ရှိပါတယ်အင်းပြီးတဲ့ခါကျတော့ modern အနေနဲ့ကတော့20ရှိပါတယ်တဲခုကန်အနေနဲ့ကတော့ကျွန်တော်တို့53ခုရှိပါတယ်စုစုပေါင်း10ခုရှိပါတယ် ကျွန်တော်တို့မျိုးဟာဒီငယ်အေဂျင့်နဲ့မျိုးတမျိုးဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီကိုခီးသွားရအမြဲတမ်းလာရောက်လည်းပဲလေးရှိပါတယ်အမြဲတမ်းလည်းပေါ်တယ်တဲ့ကူကန်မော်ဒယ်တွေမှာပြည်နေလေးရှိပါတယ်ဒါကြောင့်မလို့ကျွန်တော်တို့မျိုးရဲ့ဒေသခံတွေရဲ့လူမှုစီးပွားဘဝဆိုရင်တော့ရောက်ဖွံ့ဖြိုးတိုးတက်နေတာကိုတွေ့ရှိရမှာဖြစ်ပါတယ်ခင်ဗျမြို့နယ်အတွင်းမိငိမ့်သက်ရေးအပါအဝင်တဘာဝဘေးရန်တွေရဲ့ကြားရောက်ချင်းကိုအရေးပေါ်တုံ့ပြန်ခြင်းနဲ့ပတ်သက်ပြီးဇက်တိုက်ခြင်းနဲ့တင်နန်းပို့ချခြင်းများကိုလည်းဆောင်ရွက်ထားရှိလျက်ရှိပါတယ်ရှင် ဘာဝဘေးရန်တွေရဲ့ကြားရောက်ခြင်းနဲ့ရေမျိုးမျိုးတိုင်းမိခြင်းနဲ့ပတ်သက်ပြီးအရေးပေါ်တုံ့ပြန်နိုင်မှုအတွက်မြို့နယ်ခရိုင်နဲ့သက်ဆိုင်ရာပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနစီပင်သားရာရေးအဖွဲ့ဆက်ဆက်ဌာနများပူးပေါင်းစီမံဆောင်ရွက်မှုများလည်းလုံဆောင်ရရရှိပါတယ်ရှင်။